ပြင်ကျော်ကထောင်ထက်ဟုတ်တယ်အရင်ထောင်ထက်ဟုတ်တယ်အခုလည်းထောင်ထက်ဟုတ်ပါတယ်ဒါကြောင့်ကျွန်တော်မရှိဘူးကောင်းနေမှာအင်တာခွန်းနဲ့သမင်းစားခဲ့ရတယ်ပြီးတော့မှအင်တာရေနဲ့ကျွန်တော်ရေတောက်ခဲ့ရတာဖြစ်တယ်ပေါ့နော်ကျွန်တော်ညဝင်တေးလို့ပြောလို့ရတယ်ကျွန်တော်ညအိတ်ခံနေမှာထောင်ထဲကတိတ်ဆိတ်နေရအမကြီးအမိရကိုတချင်းကိုကျွန်တော်ဆိုလိုက်သူများကြီးမိုးတယ်မလေးရှားထောင်သားတွေတောင်မှလက်ခုပ်ပြီးကြတယ်နှစ်ဆတော့ကောင်းကြီးလိုချင်ရင်နှစ်ဆတော့ခံရမှာဝင်းနဲ့ဆုရှင်ဆိုတဲ့ဟာက double blessing ဟုတ်တယ် ကောင်းပါလားဒီလိုချောင်းတက်တဲ့မှာ spot ချင်တာပါနော်ဆိုတော့အတွင်းနဲ့အာကျွန်တော်မလေးရှားသွားခဲ့တဲ့ခင်6လခွဲဒီလေးချက်နေစပြုမှာကျွန်တော်ဆိုင်းနိုင်ရတာဖြစ်တယ်ကျော်ဦးဆိုတာဘာလဲဆိုတာအဲ့လိုမျိုးဖြစ်တယ်ဆိုတာကျွန်တော်ပုပွန်လင်းပြောရင်းနဲ့ထောင်ထက်တယ်ဆိုတာအားလုံးလူရှိဖျားရှိမှာကျွန်တော်ပုပွန်လင်းဝန်ခံတာဖြစ်တယ်ကောင်းချင်းများစွာတိုင်းတဲ့ပင်ပေါ်ရဲ့ 2022 23ဒလာပိုင်းကျော်ပဲကျွန်တော်ပြန်လုပ်တယ်ဆိုတော့6လခွဲတတိအဲကျွန်တော်ထောင်ထဲမှာကြာခဲ့တယ်ပေါ့နော်အရန်ခက်ခဲတယ်ထောင်ထဲမှာခုနကမျိုးအာအင်တာခွတ်နဲ့သမင်းစားခဲ့ရတယ်ပြီးတော့မှအင်တာရေနဲ့ကျွန်တော်ရေတောက်ခဲ့ရတာဖြစ်တယ်ပေါ့နော်နေ့ရက်တိုင်းကတော့သမင်းရယ်လေမနက်စာကိုလက်ဖက်ရေမဟုတ်တဲ့လက်ဖက်ရေပေါ့နော်အယောင်တင်လုံးဝအချိုမပါဘူးဒီလောက်လေးပဲလက်တစ်စခွတ်နဲ့ခွတ်နဲ့ဆိုဒီလောက်လေးပဲလက်တစ်စဟုတ်တယ်ဟုတ်တယ်မဟုတ်ကျွန်တော်ရေတောက်တဲ့ခွတ်ရေတောက်တဲ့ခွတ်နဲ့ဒီလောက်လေးအဲ့ဒါလေးကိုတောက်ရတယ်မနက်မနက်စာ နက်စာပေါင်မှုတွေတေးလေးအဲ့တော့တနအိဒီနေ့လေတနအိကြမှာတို့ကသမင်းချွေးသမင်းချွေးလက်သုပ်လက်သုပ်နဲ့အသားတုံးပါမယ်အဲ့ဒါလည်းစားခဲ့ရတယ်ပြီးလို့ရှိရင်တော့အာညနေ၄နာရီကျလို့ရှိရင်အဲ့လိုမျိုးနောက်နောက်ထပ်ပြန်ပြေးတော့လုံးဝမဝအောင်သမင်းကဝါလာမရှိဘူးကျွန်တော်အဲ့ဒီအိမ်သားရေပဲကျွန်တော်တောက်ခဲ့ရတယ်အိတ်တဲ့ချိန်ကလည်းလုံးဝအာကျန်ညံ့ပြီးတော့မအိပ်ရတယ်ပြီးတော့မှကျန်းခင်းနေရတယ်လုံးဝဒီအခုကတ်တရာစွပြတ်တက်နေကတ်တရာပုံမှာအဲ့လိုပုံနေမှာကျွန်တော်အိပ်ခဲ့ရတာဖြစ်တယ်ပေါ့နော်ဆိုတော့ဒီဟာတွေကအတွေ့အကြုံစိတ်မှုကျိုးစားလေးလားကျိုးစားတာမဟုတ်ဘူးဆူတောင်းတာ ေးဖို့တော့မကြိုးစားဘူးဖရားလို့ကျွန်တော်တကယ်တမ်းဒီမှာပဲတေးစေချင်တယ်ဆိုလို့ရှိရင်တော့ယူလိုက်တော့ကျွန်တော်လည်းစူတောင်းပေးတယ်ဆရာမဲအဲ့လိုမျိုးကြုံခဲ့ရပေမဲ့အခုဒီဖရားကပြန်ပြီးတော့မှအမှုပြုတဲ့အရာဖရားပေးတဲ့ကောင်းကြီးတွေကတော့အရန်ကျေးဇူးတင်စရာဖြစ်တယ်ပေါ့နော်ဆိုတော့အဲ့ဒါကြောင့်ကျေးဇူးပြောဖြစ်တာပါတိတ်နေဆိုရင်ဘာလို့မရှိတာအရင်ကရှိတယ်အရင်ကရှိတယ်အရင်ကရှိပေမဲ့ဒီဟာတစ်ခါတလေမှကျွန်တော်အားငယ်တဲ့ຢာလေးပဲဒါပေမဲ့အခုကျွန်တော်မရှက်ဘူးကျွန်တော်မရှက်ဘူးဘာကြောင့်လဲဆိုတော့ အဖရင်ကျော်ဦးကထောင်ထောင်နဲ့လွတ်တဲ့အခါမှာထောင်မှာအရန်တည်ခြင်းခဲ့တယ်တည်ခြင်းခဲ့တယ်ပေါ့နော်ဒါပေမဲ့ဖះကပြန်ပြီးတော့မှအသက်ရှင်နေတာဖះလေအဖရင်ကျော်ကထောင်ထဲဟုတ်တယ်အရန်ထောင်ထဲဟုတ်တယ်အခုလေးထောင်ထဲဟုတ်ပါတယ်အခုလေးမပြောင်းလဲပါဘူးဒါပေမဲ့ဟိုဘယ်လိုပြောမလဲဖះကကျွန်တော်နဲ့အတူတူရှိနေတယ်ဆိုတာကိုကျွန်တော်အပြည့်အဝယုံကြည်တယ်ဒါကြောင့်ကျွန်တော်မရှက်ဘူးခင်ဗျထောင်ထဲမှာတော့ရှင်းနေစုလေးဆိုတာပေါ့ကျွန်တော်ညဝင်တေးလို့ပြောလို့ရတယ်ကျွန်တော်ညအိတ်ခန်းလေးမှာထောင်တွေကတိတ်ဆိတ်နေရတယ် ျွန်တော်ဆိုလိုက်တဲ့တခြင်းကအတန်ဟိန်းနေတာအဲ့ဒီမှာဆိုတဲ့တခြင်းကအမကြီးမိရာအမကြီးမိရာကိုတခြင်းကိုကျွန်တော်ဆိုလိုက်တမြိုက်ငိုတယ်နေကြတယ်မလေးရှားထောင်သားတွေတောင်မှလက်ခုပ်ပြီးကြတာအကုန်လုံးတဆောင်လုံးလက်ခုပ်ပြီးကြတာကျွန်တော်အဲ့တခြင်းကိုအဲ့လိုမျိုးညအရန်တိတ်ဆိတ်တဲ့ခါမှာကျွန်တော်ဆိုရဲပေါ့နော်ကျွန်တော်မျက်ရည်နဲ့ဆိုလိုက်ဘာဘာဖြစ်ဘာဖြစ်ဆိုအမကြီးမိရာဆိုတဲ့အကူကြီးဖားရတဲ့အတူတူပဲနေညချင်းအတူတူပဲ အဓိကကျွန်တော်ကအကိုကြီးအဖရာဆိုတဲ့စိတ်နဲ့ပေါ့နော်ကျွန်တော်ရဲ့ညီညီညီငယ်လေးတွေညီမညီမလေးတွေအတွက်အကောင်းဆုံးပေးချင်တာဘာဖြစ်လို့ကိုဗစ်ကိစ္စနဲ့ပတ်သက်မတော့ရှောက်နေသိမလားမဖြစ်တဲ့ခါကျတော့လုတ်ပေးချင်တယ်လေကိုအသက်ရရလေဟာငါညီညီမလေးတွေတခုမှမပေးရသေးဘူးအဲ့ဒီစိတ်ဝင်လာတော့ငါသွားမှရမယ်ပေါ့နော်ဆိုအဲ့ဒီစိတ်နဲ့သွားတယ်ဆိုတော့အဲ့ဒီတခြင်းကိုကျွန်တော်မသိဘူးအစမလေးရှားသွားတဲ့ခါမှာအဲ့ဒီလမ်းမှာခဏခဏဖွင့်ကြတာဆိုအဲ့ဒါကိုကျွန်တော်အလွတ်ရသွားတာ ကွက်တီဘောနော်ကွက်တီကိုဘောနဲ့တိုက်ဆိုင်နေတယ်အဲ့ဒါဆိုဖြစ်တာအရင်လေးကြိုက်တယ်ငါအထောင်လေးရောက်နေပြီပဲငါမိသားစုငါစူးစမ်းရမယ်ငါဘွားတဲ့ငါစူးစမ်းရမယ်အဲ့ဒီစိတ်နဲ့တည်ဆိုခဲ့တာဘောနော်ဆိုတော့ဒီဟာတော့မမေ့နိုင်ပါဘူးခင်ဗျအရင်လေးကြိုက်တယ်အဲ့ဒါရှိတော့အရင်ဆိုချင်ခဲ့တာဘောနော်ပြန်ပွဲမှာဟုတ်ဒီတော့အဲ့ကြောင့်မပြောဘာကြောင့်မပြောလဲဆိုတော့အခုအခုလိုမျိုးအခြေအနေမရောက်သေးတော့ကျွန်တော်ဆူတောင်းခဲ့တဲ့အရာကအခုပြည့်စုံလာတဲ့ဆိုတော့အချိန်မှပဲကျွန်တော်အဲ့ဒီအကြောင်းအရာထုတ်ရထုတ်ပြချင်းပေါ့နော်ထုတ်ပြဖို့ရှက်ခဲ့တာမဟုတ်ဘူး အခုတည်းမရှက်ဘူးဒါကြောင့်မလို့ကျွန်တော်ပုံပွဲလေးချပြတယ်ထမဝင်ခင်တည်းက A frame လောက်ပြီးခဲ့တာပေါ့နော်ဆိုတော့အဲ့ဒီ A frame ရဲ့အတိတ်ပြောပြန်ကြည့်တဲ့အခါမှာ double blessing ဟုတ်တယ်နှစ်ဆတော့ကောင်းကြီးဆိုတော့နှစ်ဆတော့ကောင်းကြီးလို့ချင်ရင်နှစ်ဆတော့ခံရမှာထောင်ထက်ဟုတ်တယ်အဆိုးဆုံးထောင်ထက်စာဘယ်သူမှမချိုက်ဘူးလေအဆိုးဆုံးပဲဒါမဲ့ဝိနာစုချင်းဆိုတဲ့စုရှင်ဆိုတဲ့ဟာကပြန်ပြီးတော့မှဘုရားကဒါပေါ့ဒါအဆိုးအကောင်းရှိရမယ်ကျွန်တော်လိုချင်တဲ့ညီကောင်မတော်မတွေမိသားစုကိုထောက်ပံ့ခြင်းနဲ့ရတယ်ထောက်ပံ့ခွင့်ရတယ် ပြီးတော့ကျွန်တော်ဖြစ်ချင်တဲ့အဆိုတော်လည်းဖြစ်ခွင့်ပေးရဆိုတော့နှစ်ဆနေ right မျောလင်းခြင်းနဲ့ကြားတဲ့ထွေတွေတန်နေရရမယ့်အယောင်မိန်ထိုးညီပေးတဲ့ဖေးရလေးရအပြေဝရပါပြီဆရာတို့ကတော့ချက်ချင်းတွဲပြပါလေဆိုတော့ဒီဟာကတော့ကျွန်တော်အခုနဆေးဝင်မှာ၃ပုံကျွန်တော်အလူတန်းခဲ့ပြီပြီပေါ့နော်ဒီကျွန်တော်ကျွန်တော်ပါဝင်တဲ့အတင်းတော်ပေါ့နော်ကျွန်တော်ပါဝင်တဲ့အတင်းတော်တွေကတိန်းတရားပြီးတော့မှဒီကျွန်တော်တို့ဒီရွာမှာရှိတဲ့အတင်းတော်ကိုလည်းတိန်းတရား အာပြီးတော့မှဒီမိမမိတ်ကေဟာရှိတယ်မိမမိတ်ကေဟာဟာကိုကြတော့တိန်50ပေါ့နော်ကျွန်တော်လူတန်းခဲ့တယ်ဆိုပြီးတော့မှဒီအာမော်ဘီအတင်းတော့အခြားအတင်းတော့ဆိုတော့တိန်50အဲ့ဒီရာလဲဘာလို့မိမမိတ်ကေဟာကြတော့အနေငယ်လူပြီးတော့ဘုရားကျောင်းအများကြီးလူတယ်အဲ့လိုမဟုတ်ဘူးကျွန်တော်ဆုတောင်းတဲ့ခါမှာအဲ့လိုမျိုးလူမဲဆိုပြီးတော့မှအတိအကျငွေအမောက်နဲ့ဘုရားကပြောခဲ့တာမို့လို့မပူမပူမရော့ဒါတော့ဟော ပေးခဲ့လူခဲ့တာပါ600ရောမိသားစုပါကျွန်တော်ကျွန်တော်တချင်းနဲ့လုံပါပါတချင်းနဲ့လုံတဲ့ပိုတဲ့ဟာပဲပေးမှာပေါ့ပြောတော့ရမ်းပြောလို့ပြောတာပေါ့ပြောတာပေါ့ပြောတာပေါ့မိမမြူသေးဘူးလားအမြူသေးဘူးပြောပါဦးချင်းရောက်ပါကြောင်းနေနေကျွန်တော်ကျွန်တော်ကတော့ကြည်လာလို့မထင်ပါဘူးဘာကြောင့်လဲကျွန်တော်လူလူမျိုးရုပ်ရည်ကအရင်ဟောတယ်မလားကျွန်တော်ကတော့တော်သားပဲလေဆိုတော့အဲအဲ့အခြေအပိုင်းမှာတော့အခုတော့မစဉ်းစားသေးပါဘူး single ပါပဲတကယ်လား single ပါပဲတကယ်ပါအခုအားပေးတာကလည်းဖခင်ရဲ့မျက်နှာနဲ့ဟုတ်တယ် ဆိုအခုကျွန်တော်ထောင်ထွက်ဖြစ်ပြီးတော့မှအာမပေးကြဘူးဆိုရင်လည်းကိစ္စမရှိဘူးဘုရားကျွန်တော်တာဝန်ယူမယ်ဆိုကျွန်တော်ယူမယ်အခုချိန်ထိပေါ့နော်ဂျေအာအားပေးကြတယ်ပေါ့နော်ဆိုအခုနောက်လည်းမျိုးအာညီကောင်မတော်မဟုတ်တဲ့လူရှိတဲ့လူမျိုးဆွေမျိုးမတော်တဲ့ဟာရှိတယ်ဆိုအဲ့လိုမျိုးအာအများကြီးအဖက်ဖက်ကလည်းအားပေးကြတယ်ဆုတောင်းပေးကြတယ်ဆိုတော့အဲ့ဒီအားပေးမှုကြောင့်လည်းကျွန်တော်တချင်းဆိုရတယ်ဟိုတက်ရောက်မှုကောင်းခဲ့တာပေါ့နော်တချင်းမဲ့ဆိုပြီးတော့မှအားပေးမှုမရှိတော့လကားပဲလေနော် ဆိုတော့အခုအားပေးကြတဲ့တော်တော်များများအားပေးတဲ့လူအယောက်စတိုင်းကိုကျေးဇူးအများကြီးတင်တယ်လို့ပြောချင်ပါတယ်